မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရိုးမြင့်ကောင်းမြို့အဝင် gate ကိုဝင်ရောက်တိုက်ခိုက်ရာဒူရဲအုပ်ကျော်စင်ထုံးအပါအဝင်စစ်ခွေးတွေဘက်က၅ဦးသေဆုံးပြီးတနက်၃လသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 23ရက်နေ့မနက်၈နာရီခွဲအချိန်ကမှရိုးမြင့်ကောင်းမြို့နယ် GBK ဆေးရုံအနီးမှာရှိတဲ့ တဲကုံလေးကြည်စုအကြမ်းဖက်ဆစ်ခွေးတွေရဲ့ဆစ်ဆေးရဲ့ဂိတ်ကိုတာယာဝတီခရိုင်တရဲ၃၃ညနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြတက်ဖွဲ့အုပ်ဖို့ကရဲဘော်များကရှောင်းတခင်ဝင်းအောင်စီးနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆစ်ခွေးတွေဘက်ကဒူရဲအုပ်ကြော်စင်ထုံးနဲ့ ်ပြူစောတိ၄ဦးနေရာမှာတင်ပွဲချင်းပြီးတိမ်ဆုံးပြီးတော့နောက်ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မနက်၉နာရီခွဲအချိန်ကမှစစ်စေးရေးဂိတ်ကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့ MA 13တနတ်တလာ G3 တနတ်တလာ G4 တနတ်တလာ G3 G 40တောင်း MA 13 G 20တောင်း G ပေါက်၃ခုလက်ပြုံ၃လုံးနဲ့လက်ထိပ်တစ်ခုတို့ကိုသိမ်းဆီးရရှိခဲ့ပြီးတော့အပြင်းအထန်ပစ်ခတ်မှုတွေအတွင်းမှာတော်လိုင်းရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ် အဲ့ဒီစစ်ခွေးဂိတ်ကတော်တော်ကိုဆိုးတာဗျပြည်သူတွေကိုပေါ်တာဆွဲဖမ်းစီတာငွေညစ်တာတွေဆက်ချင်းကောက်တာတွေကိုလှုပ်ဆောင်နေတာကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်တဲ့အချိန်အတွင်းမှာလူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိလေးကောင်ကတော့နေရာမှာတည်းမသာပေါ်သွားပြီးတော့နှစ်ကောင်ကတော့ပြင်းထန်တန်းရန်ရရှိသွားတယ်လို့တာယာဝရီခိုင်တိုင်ရင်သုံးဆက်သုံးရနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူကရှင်းပြထားပါဗျာတာယာဝရီခိုင်တိုင်ရင်သုံးဆက်သုံးရနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့အနေနဲ့ ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ခွေးရဲခွေးနဲ့အောက်တန်းစားပြူစောထီးများအပြင်၎င်းတို့ရဲ့တောက်တိုင်များကိုပါအရှိန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့ရဲ့အနီးအနားမှာသွားလာနေထိုင်ခြင်းမျိုးလုံးဝမပြုလုပ်ကြရန်အတိပင်းနှိုးဆော်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်းမြို့နယ်အတွင်းစစ်ကြောင်းထုတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုကြားဖြတ်တိုက်ခိုက်ရာစစ်ခွေး၁၀ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ25ရက်နေ့မနက်8:20မိနစ်ခန့်အချိန်မှာနမောင်မြို့နယ်ကြောက်တန်းကြီးရွာနီးတုံးလုံးကိုတော်လမ်းဆောင်ကနေတရချောင်းကန္နကြီးရွာဘက်ကိုအင်အား80လောက်နဲ့စစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို PDF view ဟာစက်ခွန်တရင်963ကရဲဘော်များက ဂျားဖက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုတွင်တိုက်ပွဲဟာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေး10ကောင်တေဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကတေဆုံးတာခံမှန်းကြီး10ကောင်လောက်ရှိပါတယ်စစ်ခွေးတွေနဲ့တိုက်ပွဲကထပ်ဖြစ်နိုင်တဲ့တောင်ပေါ်နဲ့တောင်အောက်ဆိုတော့ ဒီကောင်တွေဘက်ကအထိနာမှာစစ်ခွေးတွေဘက်ကလက်နက်ရတာမျိုးတော့မရှိသေးဘူးတော်လိုင်းမဟာမိတ်တွေပူးပေါင်းပြီးတော့ဆက်လက်တိုက်ခိုက်ဖို့ရှိပါတယ်တော်လိုင်းရဲဘော်တွေကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့အမတ်903တပ်ရင်းကတပ်ရင်းမှုဘိုအောင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုအမတ်902တပ်ဖွဲ့နောက်အောက်ပါကဖနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ပြီးတော့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းနှုံမြို့နယ်မှာအကြမ်းဖက်ဆစ်ခွေးတပ်နဲ့ပူးပေါင်းပြီးတော့လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းမူရစေဝါရောင်းဝယ်မှုတွေလှုပ်ဆောင်နေတဲ့ပြူစောတိခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးဆိုတဲ့ကောင်းကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီလောက်မှာမင်းနှုံမြို့နယ်ရောင်မင်းသာကျေးရွာမှာနေထိုင်တဲ့အချမ်းမဆစ်ခွေးတက်နဲ့ပူပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရင်မူရည်စေဝါရောင်းဝယ်မှုများလှုပ်ဆောင်နေတဲ့ပြူစောတိခေါင်းဆောင် ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးဆိုတဲ့ကောင်ကို PDF တပ်ဖွဲ့က ပသိမ်မုံရွာလမ်းပိုင်းမှာမွေးရဆေးဝါးများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမိတဲ့ပြူစောတီခေါင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးစီကနေပြီးတော့မွေးရဆေးဝါး WY အလုံးကြီးတတောင်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေသွေးဆိုတဲ့ကောင်ဟာပသိမ်မုံရွာလမ်းပိုင်းမှာခီးကောပြည်သူတွေစီကနေပြီးတော့စက်ကြီးတောင်းခံပြီးခြေရွာတွေအတွင်းမှာရှိတဲ့စေခွေးတန်တဲ့အတူလူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေတဲ့ကောင်ဖြစ်တယ်လို့သိရပါတယ်။နေသွေးဆိုတဲ့အောက်တန်းစားက မင်းနှုံးမြို့နယ်ပြည်စောဒီခေါင်းဆောင်ဖိုးပြနေတူညောင်မေသာကြေးပါကိုအခြေပြုပြီးတော့မွေးရဲဆေးဝါမောက်ခိုးရောင်းချတာလောင်းကစားတွေလည်းလုတ်တယ်ပသိမ်မုံရလမ်းပေါ်မှာလည်းဂိတ်တွေကိုဖွင့်ပြီးတော့ခရီးသွားပြည်သူတွေစီကနေပြီးတော့တရောင်းစားလို့ပတ်စံနေလိုက်တောင်းတယ် တပ်သားတဲ့စူဆောင်တဲ့နေရာတွေစေတောင်းထိုးတဲ့နေရာတွေမှာဒီကောင်လေးကပါဝင်နေလေဗရန်ကြီးရွာအုပ်စုကတခြားကြီးရွာတွေမှာစစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာတွေကိုလည်းလှုပ်ဆောင်နေတဲ့ကောင်မှသူ့ကိုတွေ့တော့တရင်ရလို့ဖမ်းလိုက်တာမင်းလုံးမျိုးပတ်ကိုဆိုင်ခဲနဲ့ဒီကောင်တကောင်လေးထွက်လာတဲ့အချိန်ကျွန်တော်တို့တရင်ရလို့စောင့်ပြီးဖမ်းလိုက်တာပါကျွန်တော်တို့ဆက်လက်ပြီးတော့စစ်ဆေးနေတော့မယ်ဆက်လက်စစ်ဆေးစရာတွေရှိပါသေးတယ်ညွန်ကြောင်မှုအတိုင်းဆက်လက်အေးအေးယူဆောင်ရွက်သွားမှာပါလို့တရက်ခေရ MLA တရင်ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြဖတ်ဒူးစစ်ကောင်းဆောင်စိုးဝင်းကစေဦးစီအရာရှိချုပ်လေဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုအရက်ဘက်ဝင်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပြီးတော့တမတော်လေကဗိုလ်ချုပ်ထွန်းဝင်းကိုအစာထိုးခန့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမိုးဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုလက်ပေးလိုက်ယူမှုစစ်စင်ရေးတာဝန်မကျေမှုများနဲ့ခေါ်ယူစစ်ဆေးတဲ့အချိန်မှာစေဦးစီးအရာရှိချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းငင်းနဲ့ပတ်သက်တဲ့အရှုပ်တော်ပုံများပေါ်ပေါက်လာတယ်လို့သိရပါတယ်။ဒါကြောင့်စေဦးစီးအရာရှိချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းငင်းကိုစစ်ဘက်ရာထူးကနေအနားပေးပြီးတော့နိုင်ငံသားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ရာထူးနေရာဖြစ်တဲ့စေဦးစီးအရာရှိချုပ်၄ရဲ့ရာထူးကိုတက်မတော်လေးက ဗိုလ်ချုပ်ထွန်းဝင်းကိုအစားထိုးခန့်အပ်လိုက်တယ်လို့သိရပါတယ်အခုရပိုင်းစိုးဝင်းဆိုတဲ့ကောင်နဲ့လေတအတိုင်းဝိုင်းတွေကနည်းနည်းကြောက်ကစားဖြစ်နေတယ်အဓိကကတော့နမခခစစ်တိုင်းမှုကိုအမှုစစ်ရင်းနဲ့ဒီကောင်တွေရဲ့အရှုပ်ထုပ်တွေဇက်တိုက်ကိုတွဲပြီးပေါ်လာတာလို့သိရတယ်စေဦးစင်းအီယာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကိုပို့လိုက်ပါတယ်အစားထိုးမဲ့တပ်မတော်လေးဗိုလ်ချုပ်ထွန်းဝင်းနဲ့ပတ်သက်ပြီးတော့လေတအတိုင်းဝိုင်းကပြောတာကတော့သူကအထက်ဖားအောက်ဖိလို့သိရတယ်အစ်စ်စေဦးစင်းအီယာရှိချုပ်လေးက လူကြီးကိုပဲဖားဖို့စဉ်းစားတတ်တာအဲ့ဒီတော့အောက်ကပြန်တန်းရေးပိုက်လော့တွေနဲ့မြေပြင် crew တွေနဲ့ပါပြဿနာတွေပါတွေဖြစ်လာနိုင်တယ်လို့မှန်းဆရပါတယ်ပြီးရင်အခုစစ်ဦးစီးအရာရှိချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နဲ့ဆက်ဆက်ပြီးတော့ homeland leader စခန်းဌာနချုပ်က leader စခန်းမှုနာမည်ကတော့စီစစ်နေသေးပါသူပါအလားအလာမကောင်းဘူးလို့ပြောတယ်အနေထားကတော့ပြုတ်တာမျိုးတော့မဟုတ်ပဲအရက်ဘက်ကိုပို့တဲ့အနေထားမျိုးဖြစ်နိုင်တယ်လို့စီဒီအမ်ဗိုလ်ကြီးဇေယောကပြောပြထားပါတယ်လက်ရှိစစ်ဦးစီးအရာရှိချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုယာလူကနေအနာပေးနေရာရွှေပြ ြောင်းမှုကြောင့်၎င်းနဲ့ဆက်ဆက်တဲ့ Homeland Leader စခန်းကရာရှိချင်းများလဲစစ်ဆင်ခံရမယ်ဆိုတဲ့သတင်းများဖွက်ပေါ်နေကြောင်းသိရပါတယ်။ Leader ဦးစီးချုပ်အချင်းပြောင်းဖြစ်လာတဲ့အတွက်နောက်ပိုင်း Leader စခန်းချုပ်မှုတွေစခန်းမှုတွေပါအချင်းပြောင်းရှိလာနိုင်ပါတယ်။အခုသူတို့က Leader ကိုပါ Reform လုပ်တဲ့အနေအထားမျိုးလို့မြင်နေတေကြတာကတော့ညှိတော့ညှိနေတယ်။ညှိတာမို့လို့အရက်ဘက်ကိုပြောင်းတာပေါ့။ပထမဦးစားပေးကတော့ 红绿灯离得再近些嘞，嗯、對對 Maine, 都有一百米再近我不要了。打扰手机内容没了，水电报警信号卡，表表他等一下是把的很妙。 ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အစပ်တဲကြီးရွာကိုအချမ်းပါဆက်တက်ကမိရှုဖျက်ဆီးပြီးတော့စစ်ကြောင်းထိုးရန်ထွက်လာတဲ့အတွက်ကြီးရွာခုနှစ်ခုကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မှာမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အစပ်မှာရှိတဲ့တဲကြီးရွာနဲ့နတ်သက်ရွာကိုပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတဲ့အကြမ်းဖက်ဆစ်ခွေးဆစ်ကြောင်းဟာမနေ့ကနိုဝင်ဘာလ25ရက်နေ့မနေ့9နိုင်ခွဲအချိန်ကမှတဲချင်းရွာကနေပြန်လည်ထွက်ခွာလာပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများကိုဆစ်ကြောင်းထုတ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီဆစ်ခွေးဆစ်ကြောင်းဟာမနေ့ကညနေ4နိုင်20လောက်မှာမြန်ညွန့်နဲ့ကျွဲတွင်းရွာနဲ့ကြောက်မန်းတဲ့အနီးကိုရောက်ရှိလာပြီးတော့မြည်သည့်နေရာကိုဆက်လက်ဝင်ရောက်မယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်ဆစ်ခွေးဆစ်ကြောင်းကြောင့်ကျေးရွာ9ခုကျော်ကထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပြည်သူများကိုလည်းဖမ်းဆီးတပ်ဖြတ်ပြီးတော့ဒေသမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးတော့မြန်ဆက်မှုနဲ့ကနေစတင်ထွက်ခွာလာကကြီးကများကိုဇက်တိုက်စီးနင်းမိရှို့နေခြင်းဖြစ်တယ်လို့သိရပါရတယ်။စစ်ခွေးတွေကပြည်သူဗနဲ့တပ်ဖြတ်ထားလဲဆိုတာတော့အတိမပြုတ်နိုင်သေးဘူး။လက်ရှိအချိန်မှာပြည်သူအများကြီးလည်းထွက်ပြေးတိမ်းရှောင်နေရတော့နေပြည်တော်ကတော့ရှုပ်ထွေးနေပါလေ။ ခွေးစစ်ကြောင်းကမြိုင်ဆက်မှုနှစ်ထဲကထွက်လာပြီးကတည်းကရွာတွေကိုဇက်တိုက်စီးနှင်းပြီးတော့မိရှို့ပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်နေတာလို့အညာမျိုးတပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါဗါး။နိုဗမ်ဘာလပိုင်းကစတင်ပြီးတော့ပကြမစစ်ခွေးတပ်ကမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကိုစစ်ကြောင်းအများအများနဲ့အကြီးအကဲများကိုဝန်ရောက်စီးနှင်းမိရှို့နေခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အဲတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။ဒီအစီအမပြတ်အစီအမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်မှာစစ်သား4ဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မှာစစ်ခွေးတပ်ဘက်ကစစ်သား4ဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့6မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကပထမ်းမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်သား4ဦးဟာတနက်တက်လက်နဲ့ခဲအမ်းများကိုယူဆောင်လာခြင်းကြောင့်6မြို့နယ်ပကပကဂုံပြုတ်စုငွေများချိနဲ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ချောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုချိတ်ဆက်ပြီးတော့စစ်ကောင်စီတပ်သား၄ဦးကလက်နက်ခဲအနေနဲ့အတူအလင်းဝင်ရောက်လာတဲ့အတွက်ဂုံပြူစုငွေချင်းနဲ့ပေးရခဲ့ပါတယ်ဆက်လာပြီးတော့အလင်းဝင်ရောက်မဲ့သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်လို့ချောင်းမြောင်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဘကတာဝန်ရှိသူကပြောပြထားပါတယ်ဆက်လက်ပြီးတော့အချမ်းဘတ်စစ်ခွေးတွေစီမှာတာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့စစ်သားရဲနဲ့စစ်မှုထမ်းတပ်သားတစ်များအနေနဲ့အမြန်ဆုံးအလင်းဝင်ရောက်ကြရတဲ့အလင်းဝင်ရောက်လာသူများကိုလည်းနှွေးထွေးစွာကြိုးစားသွားမှာဖြစ်တယ်လို့ချောင်းမြောင်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဘကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ